မင်္ဂလာမနက်ခင်ပါရှင်ဇွန်လ3ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးထားရဲထုံးလင်းတင်ဆက်ပေးပါမယ်ဒီနေ့မနက်ခင်းသတင်းတွေမှာတော့မလေးရှားနိုင်ငံမှာမြန်မာအပါအဝင်ပြည်ပအလုပ်သားတွေကိုအော်ပရာစီနဲ့ဇက်တိုက်ဖမ်းဆီးမှုတွေရှိနေပြီးမြန်မာလုပ်သားထောင်ထဲချီဖမ်းဆီးခံထားရတဲ့တဲ့မိထီလာကြော်ဝရောင်းကားလမ်းမှာခီးသည်တင်ရှင်တိမ့်မှောက်ရ6ဦးသေဆုံးပြီး12ဦးဒဏ်ရာရရှိခဲ့တဲ့တဲ့ပါကစ္စတန်နဲ့ပဋိပက္ခအတွင် လေရင်တစင်းထက်မနည်းဆုံးရှုံးခဲ့တယ်လို့ အိန္ဒိယကာကွယ်ဦးစီးချုပ်ပြောကြားခဲ့တဲ့တဲ့ယူကရိန်းကကြီးမားတဲ့ drone စစ်ဆင်ရေးနဲ့ရုရှားဘုံကျဲလေယာဉ်တွေကိုဖျက်ဆီးခဲ့ပြီးပျက်စီးမှုတန်ဖိုးအမေရိကန်ဒေါ်လာ9ဘီလီယံရှိတယ်ဆိုတဲ့တဲ့နဲ့အင်တာမီလန်မှာဆက်ရှိဖို့မသေးကြဘူးလို့အင်ဇာကီဝန်ခံခဲ့တဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးသွားပါမယ်။ဦးဆောင်တဲ့တဲ့ပုံနေနဲ့မလေးရှားနိုင်ငံမှာမြန်မာအပေါင်းအဝင်ပြည်ပလူသားတွေကအော်ပရာစီနဲ့ဇက်တိုက်ဖမ်းဆီးမှုတွေရှိနေပြီး မြန်မာလူသားထောင်နဲ့ချီဖမ်းဆီးခံထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံမှာမြန်မာအပအဝင်ပြည်ပလူသားတွေကိုအော်ပရာစီနဲ့ဇက်တိုက်ဖမ်းဆီးမှုတွေရှိနေပြီးမြန်မာလူသားထောင်နဲ့ချီဖမ်းဆီးခံထားရတယ်လို့မလေးရှားရောက်မြန်မာတွေထံကသိရပါဗျ။မေလန်ကုံမိုင်းကစတင်ပြီးမလေးရှားအာဏာပိုင်တွေကအော်ပရာစီနဲ့မြန်မာအပအဝင်ပြည်ပနိုင်ငံသားတွေကိုဇက်တိုက်ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပါတယ်။ အခုကရဲကားလာရဲရင်ကိုကြောက်နေရတယ်။အော်ပရာစီတွေကလည်းဇက်တိုက်ဝင်နေတယ်။လုပ်ငန်းခွင်မှာနေထိုင်ရတာတော့အဆင်မပြေတော့ဘူး။အော်ပရာစီဝင်ရင်အလုံးလုံးနေတဲ့နေရာအထိဝင်ပြီးအထောက်ထားတွေကိုလိုက်စစ်တာမရှိဘူးဆိုတာနဲ့တခါတည်းဖမ်းခေါ်သွားတာလို့မလေးရှားနိုင်ငံစီလံကောင်းပြည်နယ်မှာအလုတ်သွားရောက်လုတ်ကင်နေတဲ့မြန်မာလုတ်သားတအုပ်ကပြောပါရယ် လေးရှားအာဏာပိုင်တွေကဝင်ရောက်စစ်ဆေးရမှာစစ်ရုံအလုပ်ရုံတွေတာမကဈေးဝယ်စင်တာတွေစားတောက်စင်တန်းတွေအထိပါဝင်ရောက်စစ်ဆေးပြီးဖမ်းဆီးတာဖြစ်တယ်လို့မလေးရှားမှာရှိတဲ့မြန်မာလူသားတွေကပြောပါရယ်အခုစစ်တာတွေကတော်တော်ကြမ်းနေမြန်မာတွေမကဘူးတခြားပြည်ပနိုင်ငံသားတွေကပါစစ်ဆေးနေတာစားတောက်စင်တန်းတွေရောဈေးဝယ်စင်တာတွေရောပါဝင်စစ်တာလို့မလေးရှားနိုင်ငံပြည်နှံပြည်နယ်မှာအလုပ်လုပ်ကင်လေးရဲ့ရှိတဲ့မြန်မာလူသားတို့ကပြောပါရယ်ပြီးခဲ့တဲ့မေ29ရက်ညပိုင်းကနေမေ30ရက်မနေ့စောပိုင်းအထိ မလေးရှားနိုင်ငံကွာလန်လမ်ပူဆာလာယန်မှာမလေးရှားနိုင်ငံဌာနပေါင်းစုံခုနှစ်ခုကအော်ပရာစီဝင်ရောက်စစ်ဆေးရာနိုင်ငံသားသားအထောက်အထားမရှိသူ1435ဦးကိုဖမ်းဆီးနိုင်ကြောင်းဖမ်းဆီးခံရသူတွေအနက်မြန်မာ1222ဦးဘင်္ဂလားဒေ့ရှ်142ဦးအိန္ဒိယ9ဦးအင်ဒိုနီးရှား2ဦးနဲ့နီပေါနိုင်ငံသားတွေလည်းပါဝင်တယ်လို့သိရပါတယ်ဇွန်နေ့ရက်မှာလဲမလေးရှားနိုင်ငံပီနန်ဘာတာဝက်မှာရှိတဲ့ BM ဈေးဝယ်စံတော်မှာအော်ပရာစီဝင်ရောက်စစ်ဆေးတာတွေရှိရာ ဖမ်းဆီးခံရသူတွေလည်းရှိနေတယ်လို့သိရပါဗျ။အလားတူမေ23ရက်ကလည်းမလေးရှားနိုင်ငံစီလံကောင်းပြည်နယ်စမ်းဝေးမှာရှိတဲ့မန်တာရီကော့ကောအော်ပရာစီဝင်ရောက်ရာအထောက်ထားမပြည့်စုံသူ969ဦးဖမ်းဆီးထိန်းသိမ်းခံရပြီးဖမ်းဆီးခံရသူတွေမှာမြန်မာ226ဦးအင်ဒိုနီးရှား201ဦးဘင်္ဂလားဒေ့ရှ်82ဦးပါကစ္စတန်46ဦးနီပေါနိုင်ငံသား44ဦးအိန္ဒိယနိုင်ငံသား10ဦးနဲ့ထိုင်းနိုင်ငံသား2ဦးတို့ပါဝင်တယ်လို့ မလေးရှားနိုင်ငံကနေလာတဲ့သတင်းတွေအရသိရပါဗျ။မိတီလာကြောင်ရောင်းကားလမ်းမှာခီးသည်တင်ရင်တစည်းတိမ့်မှောက်ရာ6ဦးသေဆုံးပြီး12ဦးဒဏ်ရာရရှိခဲ့တဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။မိတီလာကြောင်ရောင်းကားလမ်းမှာခီးသည်တင်ရင်တိမ့်မှောက်ရာ6ဦးသေဆုံးပြီး12ဦးဒဏ်ရာရရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။စွန်လနေ့ရက်မနက်3:00နာရီခွဲမှာမန္တလေးတိုင်းဒေသကြီးမိထီလာမြို့နယ်မိထီလာကျောက်ဝရောင်းကလန်မိုက်တိုင်အမှတ်16မိုင်3ဖာလုံးနဲ့5ဖာလုံးကြားမှာ ဧစရစ်ခရီးသည်တွေယင်တိမ်မောက်ခဲ့တာဖြစ်ပါတယ်ဖြစ်စဉ်မှာတင်းဆုံးသူ6ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ17ဦးရှိခဲ့ပြီးဒဏ်ရာရရှိသူတွေကိုမိထီလာပြည်သူစင်းရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်နင်းမြင်ညပြောက်ဆိုတာတကယ်ကြီးတချို့ body တွေဆိုကားပြထားတော့မြင်လို့တော့မကောင်းဘူးလို့အခင်းဖြစ်နေရကိုတွားရောက်ကူညီခဲ့တဲ့ပြည်သားရလူငယ်လူမှုကူညီရေးအသင်းကရေးသားထားပါတယ်အစိုးရမတော်ရင်ဟာ elite အဝေးပြေးရင်လိုင်းကရင်ဖြစ်ပြီး မိုးရေသဲထန်စွာရွာသွန်းထားပြီးလမ်းပေါ်မှာရှိတဲ့မိုးရေတွေကြောင့်ဆလစ်ဖြစ်လမ်းချော်ပြီးရေမတော်တဆမှုဖြစ်ပွားခဲ့ကြောင်းရှင်ပေါ်ပါခရီးသည်တွေထိခိုက်နင်းနာမှုတွေရှိခဲ့တဲ့အတွက်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး Elite Express မိသားစုကရှင်ပေါ်ပါမိသားစုတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုတွေအချိန်နဲ့တပြေးညီဆောင်ရွက်ပေးနေပြီးကာယကံရှင်မိသားစုတွေနဲ့ထပ်တူစိတ်မကောင်းခြင်းများစွာနဲ့ဝမ်းနည်းကြေကွဲရကြောင်းမြစ်တာရက်ခန့်တောင်းပန်အပ်တယ်လို့အဆိုပါရင်လိုင်းကထုတ်ပြန်ထားပါတယ်။ အခင်းဖြစ်နေရကိုမိထီလာခရိုင်မိသက်စခန်းက Rescues and Towning Poland ရှောက်ဖွေကေစေးရင်တစီမိငိမ့်တဲ့ရင်တစီလူနာတင်ရင်တစီနဲ့တန်တီမိသက်တပ်ဖွဲ့ဝင်တွေနဲ့ကုညီကေစေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ပါကစ္စတန်နဲ့ပဋိပက္ခအတွင်းနေရင်တစင်းထက်မနည်းဆုံးရှုံးခဲ့တယ်လို့အိန္ဒိယကာကွယ်ရေးဦးစီးချုပ်ပြောကြားခဲ့တဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးသွားမှာပါ အခုကအစောပိုင်းကပါကစ္စတန်နဲ့ဖြစ်ပွားတဲ့ပဋိပက္ခအတွင်းလေရင်တစင်းထံမှနေဆုံရှုံခဲ့တယ်လို့အိန္ဒိယကောင်ဝေးဦးစီးချုပ်က Bloomberg သတင်းဌာနနဲ့မေလ31ရက်ကအင်တာဗျူးတစ်ခုမှာအတည်ပြုပြောကြားခဲ့ပါတယ်အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာမေလအတွင်း၄ရက်ကြာပဋိပက္ခဖြစ်ပွားခဲ့က1996ခုနှစ်နောက်ပိုင်းအဆိုးရွားဆုံးထိတိုက်တွေ့ဆုံမှုဖြစ်ခဲ့ပြီးမေဆင်ရက်မှာပြစ်ခတ်ရဲစဲသဘောတူညီခဲ့ကြပါတယ်။နှစ်ဖက်စလုံးမှာ ဒုံးကြီး drone နဲ့လက်နက်ကြီးတွေထိမှန်ပြီးလူ80ကျော်သေဆုံးခဲ့ပါတယ်။ပါကစ္စတန်ဘက်က၎င်းရဲ့တရုတ်နိုင်ငံကတင်သွင်းထားတဲ့ဂျက်လီယင်တွေဟာအိန္ဒိယလေယာဉ်6ဆင်းကိုပြစ်ချနိုင်ခဲ့တယ်လို့အခိုင်အမာပြောကြားထားပါတယ်။အိန္ဒိယကာကွယ်ရေးဦးစီးချုပ်အနီးချောင်ဟန်ကပါကစ္စတန်ရဲ့ပြောကြားချက်ဟာအပြည့်အဝမှန်ကန်မှုမရှိကြောင်းပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လေရင်ဆုံးရှုံးမှုရှိမရှိမင်းမျက်ရောင်မှာချောင်းဟန်ကအိန္ဒိယအနေနဲ့အရေအတွက်အတိအကျမသိတဲ့လေရင်အရေအတွက်ဆုံးရှုံးခဲ့ပွဲရှိတယ်လို့ပြောကြားခဲ့ပေမဲ့အသေးစိတ်ပြောကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။အိန္ဒိယအစိုးရကတော့မှတ်ချက်ပြုပြောကြားထားခြင်းမရှိတာဖြစ်ပါတယ်။အပြစ်ခက်ရဲဆဲပြီးနောက်တရက်ကြာမြေဆက်တရက်မှာအိန္ဒိယရဲ့လီဒတ်ဗိုလ်ချုပ်ကြီး AK ပါတီကလေယာဉ်မှုတွေအလုံးနေရင်ကိုပြန်ရောက်ကြပြီဖြစ်ကြောင်းနဲ့တိုက်ပွဲအခင်းကျင်းမှာဆုံးရှုံးမှုတွေဟာတိုက်ပွဲရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့သတင်းထောက်တွေကပြောပါရတယ်။ အကြီးတန်းလုံခြုံရေးသတင်းအရင်းမြစ်တဦးကတော့အိန္ဒိယဂျက်လီယင်30ဟာနိုင်ငံတွင်းမှာပြတ်ကျခဲ့ကြောင်းပြောကြားခဲ့ပေမဲ့ပြတ်ကျရတဲ့အကြောင်းရင်းအတိအကျကိုတော့ပြောကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။မေ31ရက်ကအမှတ်ချက်ပြုခဲ့တဲ့ဖြစ်စဉ်မတိုင်မီအထိအိန္ဒိယဟာလေယာဉ်ဆုံးရှုံးမှုနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ထားခြင်းမရှိခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံးအပိုင်းကတော့ကျွန်တော်တို့လုပ်ခဲ့တဲ့နေပြူဟာအမားကိုကောင်းစွာနားလည်ပြီးပြင်ဆင်နေပြုပြင်နေ။နောက်နေ့ရက်အကြာမှာထပ်ပြီးအကောင့်ထဲပေါ်တယ်။ကျွန်တော်တို့ဂျက်လီရင်တွေအားလုံးကတာဝေးအကွာဝေးကိုပြတ်မှတ်ထားနိုင်ပါတယ်လို့ချောင်းဟန်ကထပ်မံပြောပါရယ်။ April 22ရက်ကအိန္ဒိယဗတ်ချမ်းမှာရှိတဲ့ကက်ရှမီးယားဒေသပါရဂန်မြို့မှာရှိတဲ့ခရီးသွားတွေလာရောက်လက်ပတ်လေးရှိတဲ့နေရာမှာအရဲသားတွေကိုတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းအိန္ဒိယနဲ့ပါကစ္စတန်ကြားဆက်ဆံရေးတင်းမာခဲ့ပြီးနေဆက်မှာပြန်လည်ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထပ်မံပြီးယူကရိန်းကကြီးမားတဲ့ drone စစ်စင်ရေးနဲ့ရုရှားဘုံကျဲလေယာဉ်တွေကိုဖျက်ဆီးခဲ့ပြီးပျက်စီးမှုတန်ဖိုးအမေရိကန်ဒေါ်လာ9ဘီလီယံရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါယူကရိန်းကအပြင်းအထန်ရေဆင်းရေးအလားအလာတွေကိုစူးစမ်းဖို့ရုရှားနဲ့ဆွေးနွေးပွဲအတွက်အရှိန်အဟုန်မြင့်တင်တဲ့အနေနဲ့ရန်သူနယ်မြေထဲမှာ အကြီးစား drone စစ်စင်ရေးကိုလှုပ်ဆောင်ခဲ့ရာဒေါ်လာဘီလီယံချီတန်ကြီးရှိတဲ့ရုရှားဘုံကျဲလေယာဉ်တွေကိုဖျက်ဆီးပစ်ခဲ့တယ်လို့စွန်တရက်ကပြောကြားခဲ့ပါတယ် ကီလိုမီတာမိုင်ထောင်ချီဝေးတဲ့နေရာမှာတည်ရှိတဲ့လေတပ်အခြေစိုက်စခန်း၄ခုမှာရပ်ထားတဲ့အမေရိကန်ဒေါ်လာ9ဘီလီယံရှိတဲ့ရုရှားဘုံကျဲလေယာဉ်တွေပျက်စီးသွားခဲ့တယ်လို့ယူကရိန်းကပြောကြားခဲ့ပြီးမီးတောက်တွေဝိုင်းနေပြီးမဲမောင်နေတဲ့မီးခိုးတွေထွက်နေတဲ့လေယာဉ်ကိုမြင်ရတဲ့ စစ်မှန်ကြောင်းအတိမပြုနိုင်တဲ့ဗီဒီယိုကိုပါထုတ်ပြန်ပေးခဲ့ပါတယ်။ drone တွေကိုသင်းမောပေါ်တင်ထားတဲ့ကုန်သစ်တာတွေရဲ့မျက်နှာချက်တွေထဲမှာဖုံးကွယ်ထားခဲ့တာဖြစ်ပြီးကုန်သစ်တာတွေကိုဖွင့်လိုက်တဲ့အခါအဲ့ဒီ drone တွေကိုစစ်စင်ရဲ့အတွက်လွှတ်တင်ပေးလိုက်တာဖြစ်တယ်လို့ယူကရိန်းလုံခြုံရေးအဖွဲ့ကပြောပါတယ်။ကာလန်ရှေစီမံထားခဲ့တဲ့စစ်စင်ရေးဟာရုရှားကျူးကျော်မှု၃နှစ်ကျော်ကြာမြင့်လာချိန်မှာဖြစ်ပေါ်လာတဲ့စစ်စင်ရေးဖြစ်ပါတယ်။ ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကစွန်နေ့ရက်မှာရုရှားတောင်ဝင်းရှိသူတွေနဲ့အစ္စတန်ဘူမြို့မှာဆွေးနွေးရအတွက်ယူကရိန်းကာကွယ်ရေးဝန်ကြီးရက်စတန်အိုမာရော့ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကိုဆင်လွတ်လိုက်တယ်လို့စွန်တရက်ကပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းပုံအနေနဲ့အင်တာမီလန်မှာဆက်ရှိဖို့မသေးကြဘူးလို့အင်ဇာဂီဝန်ခံပြောကြားခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမှာ။အင်တာမီလန်နေပြဆင်မြူနီအင်ဇာဂီကသူ့အနေနဲ့အသင်းမှာဆက်ရှိဖို့မသေးကြကြောင်းဝန်ခံပြောကြားခဲ့ပါတယ်။ 49နှစ်အရွယ်အင်ဇာဂီဟာအင်တာမီလန်အသင်းနဲ့2026ခုနှစ်အထိသက်တမ်းရှိနေသူဖြစ်ပါတယ်။ဒါပေမဲ့၎င်းကိုဆော်ရီကလပ်တွေကလစာများစွာပေးပြီးခေါ်ယူဖို့ကြိုးပမ်းနေကြကြောင်းလည်းသတင်းထွက်ပေါ်နေပါတယ်။ချန်ပီယံလိဘိုလူဝဲပြီးမှသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရာအင်ဇာဂီကမသိရှိသေးကြောင်းပြန်ဖြေခဲ့တာဖြစ်ပါတယ်။အင်ဇာဂီကအသင်းမှစနေမှလားဆိုတဲ့မေးခွန်းတွေကိုကျွန်တော်မဖြေချင်ပါဘူး။နာကျင်စရာရှုံးဝဲပြီးမှကျွန်တော်ဘာမှမလုပ်ချင်ပါဘူး။ကျွန်တော်တို့အနေနဲ့ သတင်းစာရှင်းလင်းပွဲကိုလာတာလေးစားမှုကိုပြကြင်လို့ပါအနာဂတ်နဲ့ပတ်သက်ပြီးလာမယ့်ရက်အနည်းငယ်တွင်ကျွန်တော်တို့တွေ့ဆုံပြီးစကားပြောကြမှာပါအသင်းနဲ့စကားပြောဖို့အချိန်ရှိလာပါလိမ့်မယ်လို့ပြောကြခဲ့ပါတယ်ဆလတ်၃ရက်နေ့မနက်ခင်းသတင်းတွေကိုတရားထုံးလေးတင်ဆက်ပေးသွားခဲ့တာပါညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူဝဲတင်ရှိပါရရှင်ကောင်းသောနေ့ရက်လေးဖြစ်ပါစေ